တဲ့ channel ကနေအပတ်စဉ်ထုတ်လစ်တက်ဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေဖြစ်များအစီအစဉ်ကိုရှေ့တကုံစီတော့မိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းဆန်ကြောင်းနဲ့တွေ့ဆုံမိမြတ်တက်ဆက်သားမှာဖြစ်ပါတယ်။ကောင်းနမဲဦးသိန်းရွှေရနေရောမိထားဖြစ်ပါတယ်။သူမိထားတဲ့နေကွာကြတော့9ပါးတီလာကို1 9ပါးတီလာ2ဓမ္မတာတီလာ3ဂရုဓမ္မတီလာ4 စကဝတိတမတ္တိလားငါကုဓမတိလားဆိုပြီးတော့အခေါ်အားဖြင့်ငါမျိုးခွဲပြီးတော့ဟောကြားထားတာကိုသိရပါတယ်ကုတိုင်းသားတွေကအငဲလိုက်နာခြင်းနှုန်းနဲ့တရားဖြစ်လို့ကုဓမတိလားလို့ခေါ်ကြရကြတယ်သူတို့တွေကငါးပါးတိလားအငဲချသူတွေတတန်းစစ်နေရသူတွေငငယ်ရယ်ဆုံးပါသူမရှိတာကြောင့်လည်းသိရပါတယ်အားကြလာပါတယ်ကုတိုင်းသားလို့ဖြစ်လို့ပါတယ်တဲ့မိမိရဲ့ဇာနာနဲ့လည်းတိုင်းကြီးလည်းရှိပါတယ်ဆရာအနေနဲ့ ဝတ္ထုကြောင့်အပြည့်အစုံကိုတောက်တန်အပြည့်တမာတို့နဲ့ရှင်ပြီးတော့ပြည့်ပြည့်စုံလေးဖြည့်ဆွတ်ပေးပါရန်ပါကစ္စာအမှုပြုရပါရန်ခင်ဗျားဆိုပြီးတော့ပြောပါဖြစ်ပါတယ်။ငါဘာဒီလာနဲ့ပတ်သက်တာရဲ့ကုရုတိုင်းနဲ့ကုရုတိုင်းသားတွေရဲ့ခြေနေရပေါ့နော်။ဟိုပြည့်စုံဆိုပေမဲ့ကျွန်တော်တို့ကဟိုဘာလဲပြည့်ပြည့်အချိန်ရင်းလေးစားသောအပြင်တော့ကျွန်တော်အချင်းချင်းတော့ပြောပါမယ်နော်။အဲ့တော့ဒီပြောထားတဲ့ငါဘာတရားကိုဟောတာအပြင်အမည်၅မျိုးလို့တင်းနေတုံးလေးတက်ပြီးပြောရတယ်နော်။အမှန်၅မျိုးမဟုတ်ဘူးဗျာ၁၀မျိုးရှိတယ်။ နော်အဲ့ဒါလေးကျွန်တော်အကျဉ်းလေးပြောပြမယ်ငါးပါးသီလဆိုတာရေအတွက်အဖြစ်ငါးခုပါတဲ့အတွက်သူ့ကိုပြင်စသီလလို့ခေါ်တာပေါ့ဗျာတူတူပါတဲ့ငါးပါးသီလနော်ပြင်စသီလဆိုတဲ့နာမည်တစ်မျိုးရတယ်ဗျာအဲ့ဒီပြင်စသီလဆိုတဲ့ငါးပါးသီလဟာသူကောင်းနေအလေးကရုပြုအပ်တဲ့အတွက်သူ့ကိုကရုဓမ္မသီလလို့လည်းခေါ်တယ်ကရုဓမ္မဆိုတော့လူမိုက်တစ်ကောင်တည့်ရညောင်လဲသူကောင်းတယောက်ချီးမွမ်းကြောက်တယ်ပေါ့ဗျာအဲ့သူကောင်းလေး ချီးမွမ်းတယ်ပေါ့နော်အဲအဲအဲဒါကြောင့်အလေးကလူပြရတယ်ကလူဓမ္မသိတာနောက်တစ်ခါကုလူတိုင်သားတွေကိုကုလူတိုင်သားတွေအစင်မပြတ်အစင်မပြတ်ပေါ့နော်သူတို့ပွားများအား၆တိအပ်တဲ့တွေ့လဲကုလူဓမ္မသီလလို့လည်းခေါ်တယ်သုံးမျိုးရပါတယ်ပြစသီလကရုဓမ္မသီလအလေးကလူပြလို့နော်နောက်ကုလူတိုင်သားတွေမှာကုလူဓမ္မသီလနောက်ပြီးတော့စကြဝဠာမင်းတို့ရဲ့ဓမ္မသက်ဖြတ်ထုံးစပွဲအသုံးပြတဲ့စကဝတိဓမ္မသက်သီလလို့လည်းခေါ်တယ်ဒါသူပြောတဲ့အထက်မှာလည်းပါပါတယ်နော် ဆက်ချက်ဝရမြင်နေနောက်ပြီးတော့လူသားအလုံးတွေရဲ့အခြေခံသီလလည်းဖြစ်တဲ့အတွက်ဓမ္မတာသီလလို့လည်းခေါ်တယ်ဒါငါးမျိုးရပါတယ်အဲ့ဒီလူတွေထဲမှာမှအိမ်အောင်သေးတွေပေါ့ပြောပြောရင်တော့နော်အိမ်အောင်သေးတွေပေါ့အဲ့တော့အဲ့ဒီအိမ်အောင်မှုနဲ့နေကြတဲ့ပုဂ္ဂိုလ်တွေအတွက်အသိဉာဏ်ဆုံးသီလဖြစ်တဲ့အတွက်သူ့ကိုဟိုဟာခေါ်တာပေါ့အဲဂဟတ်ဂဟတိတသီလလို့သီလလို့ခေါ်တယ်ဂဟတိတသီလအိမ်ရတီဆောင်လူတွေပေါ့မဟုတ်ဂဟတိတ ဂရတိတသီလလို့ခေါ်တယ်ဒါဆိုနံပါတ်6ဖြစ်သွားတာပေါ့နော်နောက်ပြီးတော့အဲ့ဒီဂရတိတသီလမှာအရာဒီတာလူလို့ပေါင်းလို့က6တိတဲ့အခါမှာလည်းပဲတောင်းတိုးကောင်းယုံမျိုးမဟုတ်ပဲနဲ့ခါဝတ်ပစိုးခဲ့တဲ့သီလဆိုတာနော်ငါးပါးသီလဆိုခါဝတ်ပစိုးခဲ့တဲ့မြဲမြံအောင်လုပ်ရမယ်6တိအပ်တဲ့အတွက်သူကနိစ္စသီလလို့လည်းခေါ်တယ်နော်နောက်ပြီးတော့ပုရိသေနေမပြောနဲ့ပေါ့အရိယဖြစ်သွားတဲ့သောတာပန်သံဃာကနာယယဟန္တာအရိယတွေကလည်းပဲနှစ်သက်ချီးမွမ်းအပ်တဲ့အတွက်အရိယကန္တသီလလို့ခေါ်တယ်ဟိုသောတာပန်တဦးကို ဟုတ်လားတတ်မလားဒီအကောင်တတ်မလားဒါမှမဟုတ်အသက်ခံအသေးခံမလားဆိုသူတို့အသက်နဲ့လဲသွားတယ်နော်အဲ့လောက်ထိပဲသူတို့ချိန်မောင်းနေအတွက်အရိယကန္တသီလလို့ခေါ်နောက်ပြီးတော့သီလမှာစာရိတ္တသီလဝါရိတ္တသီလဆိုတာရှိစာရိတ္တသီလဆိုတာအမွန်းထင်ပြီးတော့စောက်တည်တာဝါရိတ္တသီလဆိုတာရှောင်းရှောင်းဖို့အတွက်စောက်တည်တာပေါ့နော်ဝိရမီလို့တာအဲ့တော့၅ပါးသီလကဝါရိတ္တသီလဖြစ်တယ်ရှောင်းအပ်တော်တရားဖြစ်တယ် နော်အဲ့ဒါကြောင့်ဝါရိတ္တသီလစာရိတ္တသီလဆိုမရှိပါသီလဆိုစာရိတ္တသီလဖြစ်သွားပြီပေါ့နော်ထပ်ပြီးတော့တစ်ဆင့်မြင့်တာပေါ့ညစာမစားဘူးတို့ဘောကြည့်ဘူးတို့ညစာမြတ်တဲ့နေရာနေမနေဘူးတို့ပေါ့နော်အဲ့တော့ငါးပါးသီလကဝါရိတ္တသီလဖြစ်တယ်နောက်ဆုံးကတော့ဗာလဲဆိုသိခပရသီလသိခပရဆိုတာကကျင့်သုံးသက်ကျင့်သုံးအပ်ဆောက်တည်တဲ့ဆောက်တည်အပ်တာပေါ့သိခဆိုတာသီလသိခသမာဓိသိခပညာသိခရှိတယ်အဲ့တော့ငါးပါးသီလကြီးသီလသိခဆိုတဲ့အာတိကလျာဏအစအကြီးကောင်းခြင်းဖြစ်တဲ့အတွက်သိခပရသီလလို့ခေါ်အားလုံး၁၀မျိုး သူပြောတဲ့ဟာ၅မျိုးမပါတဲ့ဟာရောပါတဲ့ဟာရောကျွန်တော်ပြည့်စုံပြန်ပြီးတော့တင်ပြလိုက်တာပေါ့နော်၁၀မျိုးဟောပြီကျန်တဲ့ဟာလေးကိုကျွန်တော်လိုရင်းပြောမယ်ကုရုတိုင်သူကချိန်မွန်လာတယ်ကုရုတိုင်ချိန်မွန်လာတယ်ကုရုတိုင်ကလူဖြစ်ရှင်တယ်လို့လည်းပြောတယ်အဲ့တော့ကုရုတိုင်ဆိုတာဒီလိုဗျာကျွန်တော်တို့မြတ်စွာဘုရားလောင်းတော်ပေါ့နော်မန္တတုစัจ जा မင်းလက်ထက်တော်စัจ जा မင်းဆိုတာဒီလိုရိုးရိုးမင်းမဟုတ်ဘူးစัจ जा ယရနာတွေနဲ့ရင်ပြန်နေနဲ့နော်တာကြီးယရနာကိုအဆုံရှိတယ် အဲ့ဒီပုဂ္ဂိုလ်ကကျွန်းကြီးလေးလုံးကိုဆိုးရတယ်ရှေ့ကျွန်းလောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအဲ့တော့မန္တတုစัจจမင်းလက်ထက်မှာအဲ့ဒီအရှိကျွန်းရဲ့အနောက်ကျွန်းရဲ့မြောက်ကျွန်းရဲ့အဲ့ဒီလူတွေအားလုံးကအဲ့ဒီစัจจမင်းနဲ့လိုက်ပါပြီးတော့တောင်ကျွန်းကိုရောက်လာတယ်သူတို့အခြေခံစတောင်ကျွန်းကိုရောက်လာတဲ့ခါမှာပုပ္ပဝိတေဟလို့တခေါ်တဲ့အရှိကျွန်းသားတွေဟာသူတို့အတွက်နေရာချပေးလိုက်တာပေါ့နော်ဒီစัจจမင်းကချပေးလိုက်အဲ့ဒီ ဥပဝိဒေဟလို့ခေါ်တဲ့အရှိကျွမ်းသားတွေနေတဲ့တိုင်းကိုနာမည်ပါပေးရတာပေါ့သူဝိဒေဟတိုင်းလို့ခေါ်တယ်ပုဗ္ဗအောင်မခေါ်တော့ဘူးဝိဒေဟတိုင်းနောက်ပြီးတော့အနောက်ကျွမ်းသားတွေကိုအပရဂောရနာကျွမ်းလို့ခေါ်တယ်အဲ့ဒီအနောက်ကျွမ်းသားတွေကိုနေရာပေးရတယ်အဲ့ဒါကိုအပရန္တတိုင်းလို့ခေါ်တယ်ဒါတိုင်းကြီး၁၆တိုင်းမျိုးပုံကြီးမှာကြည့်ရင်ဒါတနည်းကမျိုးပုံရှိနောက်ပြီးတော့ခုနမြောက်ကျွမ်းမှာလုံရင်းပြောရရင်ဥတ္တရကုသလို့ခေါ်တယ်မြောက်ကျွမ်းမြောက်ကျွမ်းကလူတွေကိုခေါ်လာပြီးတော့နေရာပေးတယ်အဲ့ဒီတိုင်းကို ကုသတိုင်းလို့ခေါ်တယ် ဥဒ္ဒရာကိုဖယ်လိုက်တယ်ကုရုတိုင်ခုနပြောတဲ့စာထဲမှာပါတယ်ကုရုတိုင်အဲ့ဒီကုရုတိုင်သားတွေဟာဘယ်ကလာတာလဲဆိုရင်ယောက်ျွန်းကလာတာယောက်ျွန်းကလည်းပါလာတာအဲ့ဒီယောက်ျွန်းမှာသူတို့ရဲ့ဘိုးစင်ပေါင်တဲ့အစဉ်ဆက်ပေါ့ယောက်ျွန်းမျိုးယောက်ျွန်းသားကြီးအများရန်စောက်တည်လေးရှိတဲ့၅ပါးတိလာပေါ့နော်အဲ့ဒီ၅ပါးတိလာတိုင်းမှာဒီတောင်ကျွန်းကိုရောက်လာဆိုလဲအဲ့ဒါလိုပဲစောက်တည်တယ်ဟိုနေဆတိလာဖြစ်နေသူတို့စောက်တည်ကြတယ်အဲ့ဒါလိုနဲ့နေတာပေါ့ဗျာနေတဲ့အခါကျတော့သူတို့ကဘာဖြစ်လဲဆိုတော့ ရာသီဥတုလည်းကောင်းတယ်အဲတတန်းလည်းဟိုငွေရည်လည်းမသေးကြဘူးပေါ့နော်သူတို့ပြောတယ်မှာအချင်းအစားရလည်းကောင်းတယ်ညံလည်းထက်တယ်အဲ့တော့မြတ်စွာဘုရားရှင်ကအဲ့ဒီကုရုတိုင်းကိုဘာဥစားပေးလဲလို့ဆိုတော့ဟိုတတိပဌံတရားကြားဖို့မှာပေါ့နော်တတိပဌံတရားတို့ကုရုတိုင်းမှာစဟောတယ်အမှန်တတိပဌံဆိုတာနေရာဒေသအနှံ့ဟောရတဲ့အရာဒါပေမဲ့ခုနကမြောက်ကျွန်းတောင်မြောက်ကျွန်းသားကနေတစ်ဖြစ်လဲပြောင်းလာတဲ့ကုရုတိုင်းသားတွေရဲ့ရာသီဥတုလည်းမှန်တယ်အခြေအနေလည်းကောင်းတယ်သီလလည်းမြဲတယ်ပေါ့ဗျာအဲ့ဒါကို ဟိုဟာပေါ့ချင်းမြောက်ဆုံးအဖြစ်တတိပဋ္ဌာန်တရားကိုကုလူတိုင်းမှာစဟောတယ်အဲ့တော့သူကလည်းလည်းတော့ဉာဏ်မဲ့ထွက်တာပေါ့နော်ဉာဏ်မဲ့ရှိကြအောင်အဲ့တော့ခုနကပြောတဲ့မေခွေးရှင်ဦးသိန်းချွေရလည်းအဲ့ဒီမှာပဲသူကလည်းငါးပါးတရားကိုခိုင်မြဲစွာစောင့်တည်ရောအဲ့ဒီကုလူတိုင်းသာဖြစ်ချင်တယ်လို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်အကြံပြုချင်တာကအခုချိန်မှာတော့ကုလူတိုင်းမှာတော့မဖြစ်ချင်ပါနဲ့လို့ဒါပဲကျွန်တော်အကြံပြုချင်တယ်ဘာကြောင့်လဲဆိုတော့ဒီကနေ့ပထဝီအနေထားကြကုလူတိုင်းဟာကျွန်တော်တို့အိန္ဒိယနိုင်ငံနေယူတီတီထဲမှာရှိနေတယ်အခုချိန်လူသားဖြစ်ရင်အဲ့ဒီမှာဟိန္ဒူရှိမယ် အစ္စလမ်ရှိမယ်ဒါပဲရှိတယ်ဟိုအခြေအနေမကောင်းဘူးအဘုရားဘာသာတရားဝင်နေဒီမှာစွပစ်စိတ်ကြပြီးပဋိသန္ဓေဆွဲမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ဝမ်းထဲမှာပါသာဆွဲရမယ်ဒီအခြေအနေမှာဖြစ်ချင်တယ်ဒါကြောင့်လဲဆိုတော့ရာဇဝတ္ထုတွေအစားဟိုပထဝီအနေထားရအကုန်လုံးပြောင်းသွားပြီမြတ်စွာဘုရားရှိခင်တို့တက်တော်တင်ကြရှိစဉ်ခါလာတော့ကတော့ပုဂ္ဂိုလ်တိုင်းအခြေအနေကောင်းတယ်အဲ့ဒီတိုင်းရတဲ့အသီလလည်းမြဲတယ်ဉာဏ်ရည်လည်းထက်တယ်ပေါ့နော်နောက်ဘုရားတဆူပွင့်လို့ထပ်ပြီးတော့ပြန်ပြီးတိဆောက်ရင်တော့မသိဘူးပေါ့အခုချိန်မှာတော့အဆင်မပြေဘူးဒါဖြစ်ရင်သူမွေးတဲ့ထဲတော့မပါဘူး ုရုတန်သားတွေကမြောက်ကျွန်းကလာတာဟုတ်မူလားအဲ့ဒီလိုကုရုတန်အခုအချိန်နေမကောင်းလို့မြောက်ကျွန်းမှာမူလမြောက်ကျွန်းမှာဖြစ်ချင်တယ်လို့ဆိုရင်လည်းပဲအဲ့ဒါလည်းမဖြစ်ချင်တယ်လို့ကျွန်တော်တိုက်ကြောင်းတယ်။ဘာကြောင့်မဖြစ်ချင်လဲဆိုတော့မြောက်ကျွန်းဆိုတာကအဲ့လိုနေတဲ့တိုင်းပြည်တိုင်းသားတွေကမြောက်ကျွန်းသူမြောက်ကျွန်းသားတွေကကုသလစ္ဆန္ဒဓမ္မစ္ဆန္ဒမရှိဘူး။ တဏှာကနေလွတ်မြောက်ခြင်းစိတ်မရှိဘူးသူတို့သတိလောက်ဓမ္မတာသီလပြီးစောက်တည်တာပဲရှိတယ်။မြတ်စွာဘုရားရှင်တို့ပွင့်နိုင်ပွင့်နိုင်လည်းပဲသတိဒီပါတောင်ကျွန်းမှာပဲပွင့်တယ်။အဲ့ဒီမြောက်ကျွန်းမှာလည်းမပွင့်ဘူး။အရှိကျွန်းလည်းမပွင့်ဘူး။အနောက်ကျွန်းလည်းမပွင့်ဘူး။မြတ်စွာဘုရားရှင်အခုဘုရားမြတ်စွာဘုရားရှင်ဟိုဟာပေါ်တောင်းတင်ကြမှာပြီးမှတရားဟောတယ်မလား။ပြီးတော့နေမင်းကြချုပ်ပွားထားပြီးလူပြည်ပြန်ဆင်းတယ်လေ။အဲဆင်းတဲ့ခါမှာမြောက်ကျွန်းမှာသွားပြီးဆုံးခံတယ်မလား။ဒီမှာပြန်ပြီးတော့ဆုံးဖုံးပေးတယ်ရှင်သာတိပုဒ်ရာဝကြီးဝင်ငယ်ပြု။အဲ့ဒီခိုက်လေးပဲမြောက်ကျွန်းမှာဆုံးသွားခံတာရှိတယ်။ ်ဆုံးခံတယ်လည်းပဲဆုံးအမှုမောဒနာတရားမပြောဘူးမဟုတ်ဘာကြောင့်လဲဆိုတော့ဓမ္မဆန္ဒမရှိဘူးကုသလဆန္ဒမရှိလူကျင်စိတ်လည်းမရှိနားလည်းနားမထောင်ချင်အဲသူတို့ရဲ့တဘာဝအဲကြောင့်ကုလူတိုင်းမှာပြည်သွားဖြစ်ရင်လည်းပဲဒီနိဝိဒေလီနာမှာဟိုလူတွေနဲ့သွားပြီးတရေသွားဆွေးရလိမ့်မယ်မူရသူတို့လာခဲ့တဲ့မြောက်ကျောင်းမှာဆိုရင်လည်းအဲဒီပုဂ္ဂိုလ်တွေကဖရားမပွင့်တဲ့နေရာမှာနေကြတာသူတို့ဓမ္မတာသီလနဲ့တင့်တယ်ပြီးနေကြတာတကယ်တော့ဟောရင်လည်းပဲမဟုတ်ဘူးလေပြန်မရအောင်မရတော့ဘုရားဟောလည်းမဟုတ်ဘူးမပွင့်လည်းမပွင့်ဘူးပေါ့နော်ဟိုမြောက်ကျောင်းသူတဝူးရှိတယ်တတုလကာရီဆိုတာ ဒီလူကျွန်တော်တို့သဗ္ဗတိပါတောင်ကျုံးကဇောတိကတထေးနဲ့ညားတယ်ဇောတိကတထေးကတော်ပေါ့တတုလကာတွေကနတ်တရားသွားပြင်လာတာခေါ်လာတာပြင်လာဆိုတာခေါ်လာတာပေါ့ဗျာဒါသူတို့အတိတ်အကြောင်းရှိလို့ပေါင်းသိညာဒီကဇာတသမေကနည်းနည်းလေးဖိအားပေးတာပေါ့လေသူညောကျုံးသူဆိုပြီးတော့ဒါကိုသူတို့ကြာချိန်တော့သူတို့နင်းခဲ့ကြတာပေါ့နော်နင်းခဲ့တော့ဇောတိကတထေးကလည်းပဲယဟန်ဝတ်တယ်တရားအထုတ်ကယဟန်နာဖြစ်တယ်တတုလကာတွေဘာမှမဖြစ်ဘူး အဲ့ညောင်းကျင်းရယ်ဘာလို့သူတို့အဲ့စိတ်မရှိဘူးဖခင်ကလည်းဒီဇောတိကတထေးကိုအကြောင်းပြုပြီးမဆက်ပြရကြရင်တရားတွေဟောတယ်ကျွတ်တန်းတွေဝင်ရတယ်သတုလကကဘာမှမဖြစ်ဘူးဈေးတော့ပဲအဲ့တော့ဘာမှထင်ကြီးစရာမရှိဘူးနောက်ဆုံးသူကဇောတိကတထေးကယဟန်ဝတ်ပြီးတော့ယန္နာဖြစ်ပြီးတော့ကွဲလွန်တယ်ပေါ့ပြိဋိနိဗ္ဗာန်ပြုသွားတယ်ပေါ့သတုလကကဒီတိုင်းပဲသူ့ဘာလို့ကလည်းလက်တရားပြန်ခေါ်သွားရတယ်ဟုတ်ကဲ့ဟိုသူ့ကျုံးပြန်ပို့ရတယ်ညောင်းကျုံးပြန်ပို့ရတယ် အခုတော်တော်များများ line မော်တွေမှာလဲရှေ့ကျုံးကဘယ်မှာလဲနောက်ကျုံးဘယ်မှာလဲအများကြီးပဲ question တွေဒီကမ္ဘာမြေပုံထဲမှာဘယ်ဟာပြကျွန်းလဲအဲကျွန်တော်တို့ပြောရတာသာပြောတယ်လေကမ္ဘာမြေပုံတွေကမြန်မာမြေပုံကမ္ဘာမြေပုံတွေကတာမန်ပုတ္တဇဉ်တွေသားတွေရဲ့မျက်စိနဲ့မြင်နိုင်တဲ့ဟာကိုပဲဆွဲနိုင်တာမမြင်နိုင်တဲ့ဟာဘယ်မှာသွားဆွဲမလဲခုနကကျွန်တော် for example ဒီသတုလကာရီကိုယောက်ကျုံးကိုပြန်ပို့တယ်ကြာယောက်ကျုံးသွားတယ်ဆိုတာဘာလို့ကျုံးသွားရလဲပြောတာမဟုတ်ဘူးလေ တတိယခေါ်သွားရတာနဲ့တေခေါ်သွားရတာပြင်သွားရတယ်နဲ့ဆိုတာလူမဟုတ်တဲ့ဇာတာကတမျိုးပဲကိုယ်နဲ့အလမ်းမမီဘူးအဲမြို့တောင်ပြန်မလဲတော့ဘယ်တောင်လို့ညာတောင်လို့ကျွန်တော်အမပေးဘူးနောက်ကမှမျက်စိနဲ့မြင်နိုင်တဲ့အရာကိုအဘိညာဉ်ရအောင်လုပ်နိုင်ရင်မြင်လိုက်မယ်တွေ့လိုက်မယ်အဘိညာဉ်ခန်းရှိတဲ့သတ္တပတိသတ္တမပုဂ္ဂိုလ်သိနိုင်တဲ့အရာတွေရှိတယ်ဒါကြံပုဂ္ဂိုလ်သိတဲ့ဟာဆိုမသိဘူးအဲ့တော့တာမန်အားဖြင့် အလုံးစားခြုံရဘုရားရှင်ကတော့ကြောထဲမှာနေတဲ့လူတွေကဟိုဟာမရှိလို့မတွေ့ဘူးဒီဟာမြင်ဘူးဆိုတော့အခြေအနေကိုသုံးသပ်လေကျွန်တော်ပြောတာသိအောင်ကြိုးစားလေနော်အဲ့ဒါကြောင့်ခုနကပြောတယ်ဟိုမကျွန်းသူမကျွန်းသားလည်းမဖြစ်ချင်ပါနဲ့မျိုးကုန်းရှင်ရောနော်အခုချိန်မှာလည်းကုလူတိုင်းလည်းမစွားချင်ပါနဲ့အခြေအနေမကောင်းဘူးအဲ့တော့အဓိကကဘာလဲဆိုရင်မဟာကုသိုလ်ဉာဏ်ရတယ်ကိုယ့်ကကုသိုလ်ဖြစ်အောင်လို့သာသနာနဲ့တွေ့နေတယ်ဖြစ်လျာရဖြစ်လျာဒေသဖြစ်လျာဘောကသာသနာနဲ့တွေ့ကြုံနေခိုက်သုတိပါလေရတောင်ကျမှာရှိနေခိုက်မြန်မာနိုင်ငံရဲ့ဉာဏ်ရဖြစ်ခိုက် ဘုရားဟောတဲ့သုတ်ဝင်လေးပြီးတော့ဒီမကွယ်ပါခိုက်ပေါ့ဗျာအဲ့ဒီမှာပါတယ်မဟာကုသိုလ်ဉာဏ်သံယုတ်ဖြစ်အောင်လို့ဉာဏ်သံယုတ်ဖြစ်မှာမဟုတ်စံတည်နေတဲ့သွားလို့နိုင်တယ်လောကုသရာဆိုတဲ့မဲ့မြံပုံညာနဲ့သွားလို့နိုင်တယ်အဲ့တော့ကုသိုလ်နဲ့ပဲပြောင်းမွေးစားပြန်သာသနာနဲ့နေပါလို့နော်ပြန်မှာမဖြစ်ချင်ပါလားလို့ပြောကြရင်ဒီကုန်းချုပ်ပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါရှင် online တော့အမေးများလာတဲ့မိဘပြည်သူများအနေနဲ့လည်းအခုဆိုလို့ရှင်ဆရာဖြေကြားပေးသွားတဲ့အဖြေပေါ်မှာကျင့်တဲ့နှစ်သက်မှုရှိလိုက်မယ်လို့ယုံကြည်ကြလိမ့်မိပါတယ်ရှင် အခုလိုမျိုးတမီတို့ရဲ့ online ဒီမှာအမိခင်များစီမှာပါဝင်ဖြေချပေးခဲ့တဲ့အတွက်လည်းဆရာကျေးဇူးထူးပဲတရှိပါတယ်။ကျွန်တော်လည်းဖြေချခွင့်ရတဲ့အတွက်ကျေးဇူးတူတင်ပါတယ်။